ားလုံးမင်္ဂလာပါ။ဒီနေ့မှ YouTube channel နဲ့နေပြီးတော့အားလုံးကြိုဆိုပါရစေ။ United ကတော့အင်ဝင်းမှာ Arsenal ကို1-1နဲ့တည်ကြပြီးတော့ကျွန်တော်တို့တမတ်စီခွဲယူခဲ့ရတယ်ပေါ့လေ။ဆိုတော့တကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်တို့၃မှတ်တောင်ရခဲ့တဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့အဲဒုတိယပိုင်းပေါ့လေ။ဒုတိယပိုင်းမှာကျွန်တော်ပထမပိုင်းမှာ Bruno Fernandes ကျွန်တော်ကိုသွင်းတယ်။ဒီတကယ်ကောင်းတဲ့ကျွန်တော် free kick နဲ့အဲသူအဖွင့်ကိုကျွန်တော်စရရတယ်ပေါ့နော်။ဆိုတော့ဥဆောင်ကို တကူစရရဖို့ကဘယ်လောက်ထိအသင့်အတွက်အရေးပါလဲဆိုတဲ့အရာက ဒီဘောနော်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်အထင်းသားကြီးမြင်လိုက်ရတာပဲဥဆောင်ကိုတကူကျွန်တော်တို့ဒီဘောနော်အခုဒီဘရူနိုရဲ့ကိုမရခင်မှာကျွန်တော်တို့အသင်းရဲ့ကစားပုံကလုံးဝကျွန်တော်တို့ဒီ low block ကျွန်တော်တို့ဒီဘောနော် deep block ဒီလိုမျိုးပဲကျွန်တော်ကစားနေတာဆိုတော့အဲ့ဒီတန်းမှာကျွန်တော်တို့ဒီ transition တွေတွားဖို့ကြိုးပမ်းနေဆိုပေမဲ့လည်းပဲထင်သလောက်ကျွန်တော်တို့အလုံးမဖြစ်ဘူးဒါပြေကျွန်တော်တိုက်စစ်မှာတိုက်စစ်မှာကစားနေတဲ့ကစားသမားတွေကလည်း confidence level နည်းနည်းလေးနည်းနေတယ် ဒါလန်ချိုတို့လည်းကိုကိုကိုယုံကြည်မှုမရှိတဲ့အခြေအနေမျိုးတွေကြောင့်ဖြစ်တယ်ဆိုတော့အဲဇီဂီကတော့မစိုးပါဘူးနော်ဇီဂီကမစိုးဆိုတာဒီပွဲမှာမစိုးဆိုတဲ့အဆင့်တက်ကိုကြော်တယ်သူတော်တော်လေးကောင်းတယ်အသင်းနဲ့တဖြည်းဖြည်းကိုပို့ပြီးတော့အန်ဝင်လာပြီသူ့ကိုအခုလက်ရှိကျွန်တော် force line ထားတယ်အဆင်ပြေတာပဲနေရုံနံပါတ်1ထားတယ်အဆင်ပြေတာပဲဆိုတော့ဇီဂီကတပွဲတပွဲပို့ပြီးတော့ကျွန်တော်တို့တိုးတက်လာနေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Fernandez ရဲ့ကျွန်တော်တို့ဒီဘောနော free kick goal ကျွန်တော်မရခင် ဆက်ကြမှာဆိုလို့ရှိရင်အသင်းကကျွန်တော်တို့လုံးဝဒီဘောနော်အာဆင်နယ်ရဲ့ဖီးယားပေးခြင်းကိုကျွန်တော်တို့ခံထားရတယ်ကိုးပေါက်ကန်သွင်းမှုလည်းဘာမှကျွန်တော်တို့အဲလုံနိုင်ခဲ့တာမျိုးတွေ chance creation တွေလုံနိုင်ခဲ့တာမျိုးတွေဘာမှမရှိဘူးဒါမဲ့ကျွန်တော် Bruno Fernandes ဒီဘောနော်ကနာကနာချိုကျွန်တော်တို့ဒီ area ထိပ်မှာဒီ Trossard ကဆွဲလိုက်တဲ့အတွက်ကြောင့်မလို့ over cut နဲ့ free kick ရတယ်အဲ့ free kick ကို အကောင်းဆုံးအသုံးချပြီးတော့တကယ်ကောင်းတဲ့ streaming screaming goal ကိုကျွန်တော်တို့တွင်းပြသွားတယ်ဆိုတော့ captain ဆိုတော့အဲ့ဒါပဲဘောနော်အသင်းကကျွန်တော်တို့လိုအပ်နေတဲ့အဖွင့်ကို เนาะကျွန်တော်တို့အဖွင့်ကိုဟိုမသွင်းရတာကျွန်တော်ဘယ်လောက်တော့ကြာပြီလဲပေါ့เนาะကျွန်တော်တို့ဒီဒီ Premier League မှာဆိုလို့ရှိရင်ကျွန်တော်နောက်ကနေပဲလိုက်ကစားရတာဗျာ Ace Town ဆိုလဲကျွန်တော်နောက်ကလိုက်ကစားရတာပဲဒါလိုပုံစံမျိုးပေါ့เนาะဆိုတော့အဲ့အဲ့ဒါတွေကကျွန်တော်တို့ဒီပေါ့เนาะအသင်းရဲ့ကျွန်တော်တို့ဒီ Monday ဘိုင်းကိုတော်တော်လေးကျွန်တော်တို့ဒီထိခိုက်စေတဲ့အခြေအနေမျိုးပေါ့အခုလက်ရှိကျွန်တော်တို့ဒီ Arsenal လို့အသင်းမျိုးနဲ့လည်းကစားရတယ်ခုမှလည်းလူစင်းကကျွန်တော်တို့ဒီလုံလုံလောက်လောက်ကျွန်တော်ရှိမနေဘူးပေါ့เนาะနေရာသုံးမှအားနေနေတယ်ဟိုဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အခြေအနေမျိုးမှာဒီတကယ်ကိုကျွန်တော်တို့ဒီကောင်းမွန် လှပတဲ့ဂိုးတကူနဲ့ဖြန့်ပေးလိုက်တဲ့အခြေအနေမျိုးကဒါအသိဉာဏ်ကျော် mentality ဘိုင်းကိုလုံးဝကျွန်တော်ဟို highest level ကိုဖြစ်သွားစေတယ်ပေါ့နော်။ဒါတင်အနေထားမှာကျွန်တော်ဒီကာနာချိုလို့လည်းပို့ပြီးတော့ကျွန်တော် confidence တွေရှိလာတယ်။ zigzag လို့လည်းကျွန်တော်လုံတိုင်းဖြစ်လာတယ်။ win back တွေကလည်းကျွန်တော်ဒီပေါ့နော်။ download လို့ပါလို့ဆိုလို့ရှိရင်တောက်လျှောက်ကျွန်တော်ဒီအမားများနေရနေပြီးတော့သူ့ရှီရနေပြီးတော့တကယ်ကောင်းတဲ့ cross တွေကျွန်တော်မြင်ရတယ်။ master wii လို့လည်း overlap ဒီမှာအရန်ကိုကျွန်တော်ဒီပေါ့နော် powerful ဖြစ်လာတယ်။ ရန်စောင်းလာတယ်ဒါတွေကိုကျွန်တော်တို့ဒီဒုတိယပိုင်းအထိပါဆက်ပြီးတော့ကျွန်တော်တည်သွားနိုင်တယ်ဆိုတော့အဒီအဲ့ဒီကျွန်တော်တို့ဒီဟိုကိုတကိုကတိတ်ကိုအေးပါခဲ့တယ်ပေါ့နော်ဆိုတော့ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါပဲပေါ့နော်ကျွန်တော်ဒီအဓိကကျွန်တော် Bruno Fernandes ရဲ့ goal ကကျွန်တော်အသင်းရဲ့ matter issue ကိုကျွန်တော်တို့လုံးဝဖြေရှင်းပေးလိုက်တဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်အဲဒီပေါ့နော် Arsenal ဘက်ကကျွန်တော်တို့ goal လိုလာပြီဖြစ်တဲ့ကြောင့်မို့တောက်လျှောက်ကျွန်တော်ဖိအားပေးပြီးကစားတယ်သူတို့ကျွန်တော်တို့ဒီပေါ့နော်တကူတော့ကျွန်တော်တို့ရသွားတယ်တကူရသွားတယ် ိုက်ကိုကလည်းတော်လေးကောင်းပါတယ်ကျွန်တော်တို့ဒီဘောနော်ဟိုတင်ပါကျွန်တော်တို့ဒီချပေးလိုက်တဲ့အလုံးကိုလုံးဝကျွန်တော်တို့ဒီဘောနော်အဲဒီ rice က area ထိတ်မှာတယောက်တည်းကြီးကျွန်တော်ဖြစ်နေရပါတော့ဒီနေသားမှာဘယ်သူမှလည်းကျွန်တော် block လုံးမဲ့လို့မရှိဘူးကန်သွားတာလည်းလုံးဝကျွန်တော်ဒီ far post ပေါ့နော် far post ကိုကျွန်တော်တို့လုံးဝတိုင်ထိပ်ပြီးတော့ပါဝင်သွားတာဆိုတော့တော်တော်ကြီးကောင်းတယ်ကိုပါပေါ့နော်ဆိုတော့ အဲ့ဒါကြောင့်မို့ကျွန်တော်တို့အဲဒီကိုခွင့်ပြုလိုက်ရတယ်11ဖြစ်သွားတယ်ဘလို့ပဲဖြစ်ဖြစ်အဲ11မတိုင်ခင်ဆက်ကြားမှာဆိုလို့ရှိရင်လည်းအတင်းဘက်ကကျွန်တော်တကယ်ကျွန်တော်တို့ဒီ big chance တွေကျွန်တော်ရတာမဇလာဝီတို့ကျွန်တော်ရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Joshua Zixi နောက်ပေါက်နဲ့ကျွန်တော်ရတယ် David Raya အရန်ကောင်းတာနောက်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 ဆုံးကျွန်တော်တို့ဒီဘာလဲနောက်ဆုံး minute မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဒီ final net gun နဲ့အလုံးဆိုလို့ရှိရင်လည်းနှစ်ခါတော့ကျွန်တော်စေးတာ Raya ကြီးကစောင့်ရမ်းကောင်းတော့အကြီးတယ် အဲ့လောက်ကြီးကြလွန်နေပါတော့ဆိုတော့တကယ်လို့ကျွန်တော်တို့ရာယာသာဟိုဒီလောက်မကောင်းခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United ကဒီပေါ့နော်ကျွန်တော်တို့ Pitch ဆိုင်ကတော့ goal goal ဖြစ်မှာတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ဒီလောက်ကောင်းနိုင်ကြတော့လွန်နေဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့2-1တော့ဖြစ်ရမယ့်အခြေအနေမျိုးမှာရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Manchester United ကဒီအိမ်ဝင်းမှာကျွန်တော်တို့ဒီတောက်လျှောက်ကျွန်တော်ရလက်တွေစိုးနေတယ်လူစင်းမှာကြည်ပြန်တော့လေဟိုအရင်ကစားသမားတွေမှာကျွန်တော်လူငယ်တွေကများနေတယ် တကယ်ကျွန်တော်တို့ဒီ first line နဲ့ကစားသမားတွေကျွန်တော်တို့ဒီဘောနော်တန်ရာတွေရနေတယ်ဒီလိုခြေနေမျိုးမှာဒီလို performance မျိုးကိုဒီလိုမျိုးကျွန်တော်တို့ arsenal လို့အသင်းမျိုးနဲ့ကျွန်တော်တို့ပြထားနိုင်တယ်ဆိုတာဒါတကယ်ကိုကျွန်တော်တို့ကောင်းတယ်ဒီဘောနော်ကျွန်တော်တို့ဒီလက္ခဏာပေါ့လေကောင်းတဲ့လက္ခဏာလေးကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီ momentum တွေအားလုံးကို social media နဲ့ပွဲမှာတည်သွားနိုင်မှုတော့ကျွန်တော်မျှော်လင့်တယ်။ဘာလို့ဆိုတော့ကျွန်တော် ultra four မှာဒီလိုပုံစံကျွန်တော်ဒီလို mentality မျိုးနဲ့မကစားနိုင်ခဲ့တာဟာတိတ်ကိုကြာခဲ့ပြီ။ဆိုတော့ ဒီလိုကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲဒီပေါ့နော်ဒီလိုပုံစံမျိုးတွေဆက်ပြီးတော့ကျွန်တော်ညင်ရဖို့လိုတယ်ဒါတွေကိုလည်းကျွန်တော်တို့ဒီပေါ့နော်ဒီ memory ရောကစားသမားတွေရောအကုန်လုံးကျွန်တော်တို့ဒီပေါ့နော်ဒီ momentum ကိုလုံးဝကျွန်တော် carry လုပ်သားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒီပေါ့နော်ဟိုလူစားဝင်တဲ့ကစားသမားတွေရာအစအကုန်လုံးကောင်းတာများသေးလားဒီဒီဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအော်လန်နီယိုရိုယိုရိုကကျွန်တော်တို့ဒဏ်ရသွားတယ်ဒဏ်ရသွားတယ်သူပထမပိုင်းပြီးကနေကလေးကအဲထောင်းနဲ့ထောင်းနဲ့နဲ့သူကစားနေရတာဆိုတော့ center back မှာကျွန်တော်တို့ ရွေးချယ်စရာ option ကတော်တော်ကိုနည်းလာပြီမကွိုင်းလိုလည်းကျွန်တော်ပြန်ပါမလားဦးကာဒီလိုလည်းပြန်ပါမလားဦးဆိုတော့ကျွန်တော်တို့မှာ center back 6 6ဆိုလို့ကျွန်တော်တို့မှာအခုလက်ရှိဒီဘာလဲ Aiden Van ဖယ်လိုက်မယ်ဆိုလို့ရှိရင် senior ကစားသမား Delic ကပြီးလို့ရှိရင်ကျွန်တော်ဒီ Lindelof ကပဲကျွန်တော်ကြံတော့တဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ ခြေနေရတာမကောင်းဆရာသမားကြီးခြေနေရတာမကောင်းအဲ့မဲ့ဒီနေ့ကျွန်တော်တို့ဒီဘက်က Alien Heaven ကျွန်တော်ဝင်ကစားသွားတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးသူငြိမ်တာကိုကျွန်တော်တွေ့ရတယ် Martinelli ကိုအကောင်းဆုံးသူ control လုပ်ထားနိုင်တယ်ဒီ area လေးကိုဝင်လာတဲ့ cross တွေကိုလည်းသူကျွန်တော်တို့ဒီဘက်ကအကောင်းဆုံးကျွန်တော် clearance လုပ်နိုင်တယ်ဗောနော်ဆိုတော့ Alien Heaven လည်းမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ် Toby Collier ကတော့ minute ကတော်တော်လေးနည်းတယ် Christmas ကတော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒီဗောနော်သူဝင်ကစားတာမင်းနဲ့နေတယ်ဆိုပေမဲ့လည်းသူရတဲ့ chance ကမရှိဘူးဆိုတော့ကျွန်တော်နှလုံးလောက်ရှိတယ် နှလုံးသလုံးကျွန်တော်ဒီအဲဒီဘာနော်အာဆနယ်နောက်တန်းကျွန်တော်အမားနေပြီးတော့ရလာတဲ့အလုံးဆိုလို့ရှိရင်လည်းသူကန်ကန်ကန်လိုက်ရမှာဗျသိလားကန်ပလိုက်ရမှာအဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘာနော်ဒါဘလူးဝဲဖြစ်ဖြစ်ကျွန်တော်ဒီရှောင်းတာကတလုံးတော့ကျွန်တော်ရမှာပဲဆိုတော့ဟိုကန်ဖို့အတွက်ကိုကျွန်တော်ဘောလုံးကဆွဲနေရတယ်ကြာပြီးတော့ကျွန်တော်အာဆနယ်နောက်တန်းဖြတ်သွားတယ်တောင်းကန်ပေါ်ဖြတ်သွားတယ်ဗောနော်ဆိုတော့နောက်တလုံးဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်လိုလဲဇလော့လာဘယ်လိုလဲမသိဘူးနော်ချိုးပေးလိုက်တဲ့အလုံးကို ပိတ်တာပေါ့နော်ပိတ်တာကကျွန်တော်တို့ဒီကြီးကျက်လွဲပြီးတော့နောက်ကကျွန်တော်တို့ဒီအဲဒီဒီဖက်ကကျွန်တော်အာဆင်နယ်ဒီဖန်နာကောင်းတာလည်းပါတယ်ပေါ့နော်သူဒီဖန်နာရဲ့6ရောက်နဲ့ထိပြီးတော့တောင်းကပေါ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ response ကကျွန်တော်ဒီနေ့ပွဲကံမကောင်းတာလည်းဖြစ်တယ်လို့သူကိုယ်တိုင်လည်းနည်းနည်းညံ့နေတယ်မှာပါတယ်ပေါ့နော်ဆိုတော့ဒီ Joshua Zigzi ကစားသွားတာ ਨੇ ဒီ Christmas ကစားသောအနေမှာကျွန်တော် တော်တော်လေးကြော်ကွဲပြားနေတဲ့အသင်းပေါ်မှာအကျိုးပြုနိုင်မှုပုံစံမှာဆိုလို့ရှိရင်တော်တော်လေးကွဲပြားနေတာကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ် Christmas ကဒီချက်ပူကောင်းမှရမယ်အချိန်ကြီးကမကောင်းတော့ဒီလိုပုံစံကြီးသာဖြစ်နေမယ်ဆိုလို့ရှိရင်ညီမသူရောင်းခံရနိုင်မယ်ဆိုတော့ ရက်စမတ်ကတော့ကျွန်တော်တို့ဒီဟိုပျော်တော်လေးရောဒီလူစားဝင်တဲ့ကစားသမားတွေမှာပြောစရာအဖြစ်ဆုံးလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ပွဲချိန်မြေကစားသွားတယ်ကျွန်တော်တို့ဒီအိုနာနာဆိုလို့ရှိရင်လည်းတကယ်ကောင်းတယ်ကျွန်တော် safe တချို့သူလောက်သွားနိုင်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ယူရိုလင်နီလော့ဖ်ဒီလစ်တော်တော်လေးကောင်းတယ်အာဒီပေါ့နော်ကျွန်တော်တို့ဒီ ဝင်းဘက်တည်လေဒီနေ့ကျွန်တော်တို့ဒီမထင်ထားလောက်အောင်အလုပ်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်မဇာဝေဆိုလဲကျွန်တော်တို့ဒီကိုကန်သွင်းခွင့်နေမှာသူရတယ်ခိုင်းဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်အဲ့နေရာလောက်ထိကြောင်သူရောက်တာမဟုတ်ဘူးဆိုတော့ဒလော့လေဒီနေ့ပွဲမှာကျွန်တော်တို့ဒီဗောနမဆိုးလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လည်းပဲဒလော့ကတော့ဒလော့ပဲဗောနကျွန်တော်အမားကတော့ကျွန်တော်ရှိနေတော့မှာဗောနကွင်းလေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖာနန်ဒက်စ်တကယ်ကောင်းတယ် screaming ကိုကျွန်တော်တွင်းပေးသွားရင်တည်းတကယ်ကျေးဇူးတင်တယ်တကယ်ကျွန်တော် captain C ကိုကျွန်တော်ပြသွားတာပေါ့နော်ဆိုတော့ Cassie ဒီနေ့ပွဲမှာအဆင်ပြေအောင်သူကစားနိုင်တယ်ဟိုပြီးခဲ့တဲ့ social နဲ့ပွဲတုန်းကခြေစွမ်းအတိုင်းပဲဟိုဘာမှကျွန်တော်တို့ဒီပေါ့နော်တိတ်ပြောင်းလဲသွားတာမျိုးမရှိဘူး Cassie ကောင်းနေလုံပဲပေါ့နော်ဆိုတော့ခနာချူအသိဉာဏ်တိုက်စင်မှာတကယ်ကိုကျွန်တော်အခရာကြရလို့ပြောလို့ရတယ်ဆိုတော့သူ့စီကကျွန်တော်တို့ဒီပေါ့နော်ဒီသူ့ကိုညာချမ်းမှာထားလိုက်တာကဒါအသိအတွက်ကျွန်တော်အများကြီး impact ထွက်သွားစေတယ် ဒါကျွန်တော်တို့ဒီဘာနော် အခုလက်ရှိကျွန်တော်နှစ်ပွဲဆက်လိုက်လာကျွန်တော်ဖြစ်လာပြီဆိုတော့သူ့ကိုကျွန်တော်ညာချမ်းမှာပဲဆက်ပြီးတော့ကျွန်တော်ကတော့ထားစီရင်တယ်ဘာဖြစ်လို့ဆိုတော့ဒီကာနာချိုးကိုကျွန်တော်တို့ဒီဘယ်ချမ်းမှာထားလို့ရှိရင်သူကကျွန်တော်တို့ဒီဒီဘာနော်ကျွန်တော်တို့ဒီအတွင်းကိုကျွန်တော်ချိုးဝင်ပြီးတော့အဲဂိုးကန်တာမျိုးတွေသူရှောက်လုံးပါအဲ့လိုမျိုးလုံးတဲ့ခါကျလို့ရှိရင်သူရဲ့ finishing ကတည့်ရတိုင်းပဲဟို brother တို့တည့်ရတိုင်းပဲမမကလင်နီကယ်မဖြစ်ဘူးမဖြစ်တော့ကျွန်တော်တို့ဒီဒီဘာနော်ကျွန်တော်တို့ဒီ short of target တွေဖြစ်မယ် short on target တွေဖြစ်ကောင်းဖြစ်မယ် ိုးရဖို့ chance ကတော်တော်နည်းဒါပေမဲ့သူ့ညာချမ်းမှာထားလိုက်တဲ့အချိန်မှာမကြာခဏဆိုလို့ area လေးကိုကျွန်တော်ချိုးပြီးတဲ့အလုံးနေမြင်ရတယ်ပြီးထွက်သွားတာဒီဒါမျိုးတွေကျွန်တော်တို့မြင်ရတယ်ဒါအသင်းအတွက်တိတ်ကိုအေးပါတယ်ဒီပေါ့နော်ဟိုဟို movement နေပေါ့နော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုကြောင့်မို့ဂါနာချိုးကအသင်းရဲ့တိုက်စီမှာတော်တော်လေးအခင်အားကြားတယ်ဂျိုရှူအာ60နေပွဲမှာတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့ everything ကတော့ပုံမှန်ပဲပေါ့နော်ဆိုတော့ ဒီပွဲကတော့ကျွန်တော်တို့ဒီဗောနော်နိုင်ခဲ့သင့်တာဗောနော်ကျွန်တော် chance တွေဒုတိယပိုင်းမှာရရဆိုလို့ရှိရင်လုံးဝကိုကျွန်တော်တို့အများကြီးကိုရတာဗောနော်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဒီအများကြီးမကြည့်နဲ့ကျွန်တော်တို့ position အရဆိုလို့ရှိရင် Arsenal က69%ရှိတယ်ကျွန်တော်တို့က37ရာခိုင်နှုန်းပဲကျွန်တော်ရှိတယ်ဆိုတော့ expected goal ကိုကြည့်မယ်ဆိုလို့ရှိရင် Arsenal က17လုံးကန်တယ်4.9ပေါက်တယ်တဲ့ expected goal ကကျွန်တော်တို့ဒီ1 ကျွန်တော်တို့ Manchester United က2တ Shot 6လုံးရှိတယ်။ Shot on target ကျွန်တော်5လုံးရှိတယ် expected goal မှာဆိုလို့ရှိရင်1.55ဒီကျွန်တော်ရှိတယ်။ဒါကကျွန်တော်တို့ဒီအနည်းဆုံးပေါ့နော်အနည်းဆုံးတကူလောက်ရခဲ့တဲ့နေဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဒီအဓိကကျွန်တော်တို့ဒီ Arsenal ရဲ့ကိုယ်တော်မှဖြစ်တဲ့ David Raya အရင်ကောင်းသွားလို့ဆိုတော့ David Raya ကမကယ်ဘူးဆိုလို့ရှိရင်တော့ Arsenal ကတော့ မစံဆောင်နေတဲ့အိမ်ဝဲမှာကျွန်တော်ဟိုအရှုံးနဲ့ကျွန်တော်ပြန်ရမှာကိုရီလည်းကျွန်တော် သုံးမှတ်ရမှာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အာဆင်နယ်လိုအသင်းမျိုးစီကဒီပေါ့နော်ရမှတ်တမတ် ခွဲယူနိုင်ခဲ့တာဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့အများကြီးကျေနပ်တယ်ဒီပွဲကိုဆိုတော့ဒီဒီနေ့ပွဲရဲ့ကျွန်တော် performance ဒီနေ့ပွဲရဲ့ mentality ကိုဆိုစီတက်နဲ့ပွဲထီတည်သွားနိုင်ဖို့အတွက်ပဲကျွန်တော်ကတော့မျှော်လင့်နေပေါ့နော်ဆိုတော့ဆိုစီတက်ကနေနိုင်နောက်လို့စင်တက်ဒီလိုမျိုးတွေမျိုးတော့ကျွန်တော်ဖြစ်ချင်တယ်ဆိုတော့ brother တို့ကဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကြည့်ရှုအားပေးညီကူများအားလုံးကျေးဇူးများတင်ပါတယ် channel လေးကို subscribe မသိဘူးဆိုလို့ရှိရင် subscribe လုပ်ပေးကြပါဦးအားလုံးတောက်ဆုပ်ပါတယ်ကျွန်တော်နောက်ပြန်တွေ့ပါမယ်အားလုံးကျေးဇူးပါ